ကဲဒီဗီဒီယိုဖိုင်ကတော့နည်းနည်းကြွားမဲ့ဗီဒီယိုဖိုင်နော်မင်းတို့နေပိတ်တွေကိုအမေရိကန်အိမ်ဖြူတော်ကနေဖုံးဆက်တာကိုလက်ခံဘူးလားဟာငါတို့အဘဘောမဖတ်ပါလေငါတို့အဘအစ်စ်လောက်မပြောသေးဘူးနော်အဘအစ်စ်လောက်ဆိုတအားကြီးမြင့်သွားတယ်မင်းတို့လိုက်ပြီးမှမဟုတ်ဘူးနော်ငါတို့အောက်ချေတိလားအောက်ကနေဒဒီမီဒီယာစီစဉ်မှုမန်နိုင်ကြီးကိုကောင်းကောင်းကြက်ကြက်ခံလုပ်နေတဲ့ငါတို့ကိုကျော်ညိုမီတောင်မှအိမ်ဖြူတော်ကနေတိုက်ရိုက်ဖုံးဆက်ပြီးပြောတာ တိတယ်မလားအဲ့တော့မင်းတို့ညီပိတ်တွေဖြားသွားလိုက်ပြီနော်မကြည့်တော့နော်ပြီးတော့ဖိုင်အောင်ဒေါန်ဆောက်စီကိုဖမ်းဆီးထားတာလွတ်မြောက်လွတ်ပေးဖို့ဟဲ့ဒေါန်ဆောက်စီဖမ်းထားတာ၅နာရီ၄ပါရှိနေပြီပြန်မလို့ပေးသေးဘူးလေโอ้ไอ้บ่ไอ้บ่อ่ออีเดียวอนเนี่ยแหละจี้ไปแล้วเหรอเปล่าจนไปแล้วไอ้อีเดียวตะอยากกว่าคุณน่ะโฟนลั่นเสร็จเลยจ่อย่อจ่อตื่นเนาะตื่นเนาะไอ้อีเดียวเนี่ยโฟนลั่นเสร็จแล้วตู้ฮะสั่นชินเนาะหมูเนี่ยจ่อยุ้มไม่ยอมนะมึงโชชิอ่ะนอกนี่เนี่ยดอกติมีมวยนะมึงโญญมาดิเนี่ยงารู้ชิมาละสนับปะนี่แหละกว่าบาบ่ลงจนมีตรุไม่ตีกว่าเลยดองซัดตุจิโอเปลี่ยนลงไปสนับปะนี่แหละ ငါတို့လည်းဖမ်းမရပါဘူးတဲ့တို့ဘာလို့ငါတို့ပုံစံလည်းမသိဘူးဆိုတော့ငါ့ကိုဘာဖြစ်လို့ငါတို့ဆန္ဒလာပြရလဲမသိဘူးဆိုကျွန်တော်ပြောတယ်ပို့ခုအဲ့အမေရိကရောက်မြန်မာတွေကနည်းနည်းလေးတစ်ခါတစ်ခါတခန်းလက်ခန်းလွတ်တယ်တစ်ချက်ချက်လွတ်လွတ်သွားတယ်လွတ်လွတ်ပြီးတော့မဟုတ်ကျွန်တော်ရည်ရည်တပြတ်မဟုတ်လောကမှာဒီစကားတကယ်မှန်တယ်ဟဲ့အောင်နဲ့ကျွန်တော်ဦးလေးတယောက်ပြောဦးတယ်အယူတွေကဘယ်တော့မှသူတို့သူတို့ယူတယ်လို့မပြောဘူးလေသူတို့သူများကပဲယူတယ်လို့ပြောရတယ်မိမယောယူထောင်တွားကြည့်တယ်ဟမ် အယူထောင်သွားပြီးဟဲ့အဲ့အယူတွေဟဲ့အောင်မင်းတို့ယူနေတာသွားမိကြည့်တယ်ဘယ်သူမှတို့တို့တို့ယူတယ်လို့မပြောဘူးလေအဲ့စကားလေးကျွန်တော်သတိရပါလို့ဟမ်အဲ့ယူတော့သူ့သူဖုံးဆက်တယ်ဆိုပြီးတော့စိုက်ဝါထိုင်ပြီးပြောနေတဲ့ကောင်ကသူများတကတွေကိုကြက်မပြည့်ဘူးလေမောလောကကြီးရတခါကြိုက်လေကျွန်တော်ကျွန်တော်နိုင်ငံမှာဘာလို့ဖြစ်ကုန်ပြီလဲဗျာအကောင်းပြောတာပါဟမ်အဲ့ဒါကြည့်ဒါစစ်တပ်ကအမာခံတောင်းတိုင်တင်းမီဒီယာတွေနော်ဟာတကယ်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 တင်းမီဒီယာအဲ့ဒါကြည့်ဟာဟမ်ပေါ့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 ကျွန်တော် တို့နိုင်ငံဗျမ်းပဒါအကုန်လုံးဖြစ်ကုန်တာပဲနော်အဲ့ကျွန်တော်တို့ထားတာလုပ်တတ်တဲ့ရှိတယ်။ကျွန်တော်သီးခံဆိုဘုဘွားလေဒေါက်တာကြီးငါတို့ဖတ်တာမဟုတ်ဘူးလေ။ဘာလို့ငါတို့ Innovation လာစမ်းပြတာလဲဆိုတော့ကျွန်တော်တို့ပြောရခက်တယ်။အဲ့တော့ America ရောက်မြန်မာတွေရဲ့လွတ်နေတဲ့အခန်းလေးတွေလည်းဘယ်သူပြင်ပေးမလဲတော့မသိဘူး။တချို့တွေအခန်းလေးလွတ်နေတယ်။ဦးနောက်ခန်းတွေဗန်းခန်းတော့ပြက်နေလို့တော့မသိဘူး။ America မှာတော့ဆန္ဒပြတယ်ဒေါက်တာကြီးလုပ်ပေးဖို့လေဆိုတော့အဲ့တော့ကျွန်တော်တို့ပြောတယ်မင်းတို့ Innovation နေတယ်လေလို့အဲ့ဒါဒီကောင်တွေရှင်းပြရမှာလို့ဟိုဒေါက်တာကြီးငါတို့ဖတ်မလာပါဘူးဆိုတော့ထွက်ရှင်းပြလိုက်လို့အဲ့ဒါဆိုရင်ဒီကောင်တွေနားလေလဲသွားမှာပါလို့မင်းအဲ့လိုပြောလိုက်တယ်။အဲ့တော့ထွက်ရှင်းပြလားမရှင်းပြလားတော့ကျွန်တော်မသိဘူး။ကျွန်တော်လည်းအဲ့လိုပြောပြလိုက်တယ်။သူကတော့သူညံမိတဲ့တော့ပြောတာ။ နော်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းထားတာမြန်မာပြည်မှာမင်းတို့အမေရိကန်ကောင်တွေအမေရိကန်မှာဆန္ဒပြလို့ဘာမှမဆိုင်ဘူးဆိုတော့တူတူအဲ့လောက်လေးတွေးမိတာဟုတ်တူညံညံမမိတာညံမမိတာညံမမိလို့ဆိုတော့အဲ့တော့ तू ဒီဟာကိုအိမ်မျိုးတို့ကသူ့ကိုဖုံးဆက်တယ်ဆိုတော့ဟာလီသေးပြီးလှုပ်ပြီးတော့ပြောတာဒါပေမဲ့ तू မတိတာကဒီမိုကရေစီရဲ့သဘောတရားဒီမိုကရေစီတိုင်းပြည်တွေရဲ့သဘောတရားဒီမိုကရေစီတိုင်းပြည်တွေရဲ့ဆန္ဒပြပွဲတဲ့ဆက်ဆက်မှုဒါတွေကို तू မတိဘူး तू မလေ့လာမိလိုက်နော် အမလေးကမိလိုက်တဲ့အတွက်အခုလိုထွက်ပြောတော့ဘာပြောရလဲစောက်ပေါ်ဖြစ်သွားတာပေါ့ဟမ်ရှစ်စရာကြီးတွားပြီးကြောင်မျိုးမင်းကိုအားပေးနေတဲ့လူတွေအကြည့်မင်းအမဟမ်ကြည့်အမီရိုကနေဖုံးဆက်တာနော်ပေါ်သေးသေးမဟုတ်ဘူးအမေရိကန်ကမိတ်ဆွေတယောက်ကဖုံးဆက်တယ်ဆိုတမျိုးကျွန်တော်လက်ခံပေးသေးတယ်ဟုတ်မလားအဲတော့အမေရိကန်မှာလည်းသူ့မိတ်ဆွေရှိရင်ရှိမှာပေါ့နော်ဟုတ်တယ်မလားအဲအမေရိကန်မိတ်ဆွေတယောက်ကအခုဖုံးဆက်တော့ကွာမင်းတို့မြန်မာတွေကအာဘာဖြစ်တယ်ဆိုပြောရင်ဆိုနည်းနည်းလက်လူလက်ခံပေးလို့ရသေးတယ်လေဟုတ်တယ်မလားကျွန်တော် အိမ်ယူတော့နေဖုံးဆက်တာလေဟာနဲနဲ့စောက်စင်မဟုတ်ဘူးနော်ဟမ်ပပပပပပကြော်မျိုးမင်းငါမင်းကငါဟာမင်းမချက်ဘူးလားကြော်မျိုးမင်းရဲ့ဒီကောင်တွေအချက်တရားဆိုဘာမှမသိဘူးဟုတ်ပါဘူးဆိုနောက်ဆိုလေအိမ်ပြိုအနေနဲ့လေမင်းတို့အိမ်ပြိုအနေနဲ့နောက်ဆိုဒေါ်ဆောင်စီကိုမဖိုက်မဖမ်းချောင်ဖမ်းရင်ဖမ်းချောင်တရားဝင်စာထုတ်လိုက်ပါကွာလို့မဟုတ်ရင်မင်းတို့ဖမ်းတဲ့ဒီမင်းတို့ဆန္ဒခဏခဏလာပြနေပါဦးမယ်လို့ကျွန်တော်တို့ပြောပြလိုက်ပါတယ်ခင်ဗျာနော်အဲ့ဒါတော့ပြုံးစရာချင်းနဲ့တည့်စင်းသားပါတော့ပြီးတော့ဒါလေးရတာဒီနောက်ထပ်တလေးတစ်ခုလေးပြောတာပြီးနောက်ထပ်တစ်ခုကျွန်တော်ပြောပါဦးမယ်နောက်ထပ်တစ်ခုကတော့ဘာများဖြစ်မလဲဆိုတော့အချားမဟုတ်ရဟိုဘာလဲဆိုတော့ ီကဒူးမပေါ့ကဒူးမဆိုတာကအခြားမဟုတ်ဘူးကဒူးမဆိုတာကဒီဒဇယ်ပေါ့နော်ဒဇယ်ကဒူးမဒဇယ်ကဒူးမဘက်မှာကဒူးမဘက်မှာကရှိတဲ့အဲစီဆိုင်တဆိုင်နဲ့ဒီစားတော့ဆိုင်နေအဲ့နောက်တော့ဝိုက်ပေါ့လေအဲ့နောက်တော့ကိုတက်ကလေနဲ့ကဒူးမရွာကိုစစ်တပ်ကဘုံကျဲတယ်ရွာရဲ့အစီကားဆုံး200စီဆိုင်သားကိုကျဲလိုက်တယ်စီဆိုင်ဘေးမှာတိုက်အစ်စ်ဆောင်နေတယ်အဲ့ဒီတိုက်မှာပယံလှုပ်တဲ့ဒူဒီရဲ့စီဆိုင်ပိုင်ရှင်ရဲ့တမီးရဲ့ကုံစင်းကုံစင်းရောင်းတဲ့အမျိုးသမီးတယောက်ရဲ့ ကြောင်းသားလာကြိုတဲ့အတက်20ကျော်ရွယ်တယောက်ပဲအားလုံးပေါင်းတည်သူတွေအများကြီးတည်ရတယ်နော်နာမည်စင်းရည်နေတကွာအတိအကျထုတ်ပြန်ပေးထားတယ်ဒီကောင်ဘာဘာဖာကြမလဲစက်ကြည့်လိုက်ဒီဘုံကျဲပေါ့နော်ဘုံတော့ပြစ်လိုက်တယ်လေးနဲ့ဘုံကျဲတယ်လေးနဲ့ဘုံကျဲတဲ့ခါကျတော့ချစ်ကနေနာမှုတွေစိုးရိမ်မှုတွေကြီးကြီးဖြစ်သွားပါတယ်ပြောရရင်တော့ဟိုဒီဖြစ်စရာမနေ့ကမနေ့က မနေ့မနေ့ကမနေ့မနေ့ကဖြစ်တာပေါ့နော်မနေ့ကဖြစ်တာကဘူးမတိုက်နေတိုက်နေဆိုတဲ့ရွာပေါ့နော်အဲ့ရွာကိုတက်ကလေနဲ့ဘုံကျဲတယ်အဲ့မှာတိုက်ဆုံသူတွေကတော့များတယ်လို့သိရတယ်၄50လောက်တော့မကောက်ရှိလို့ပြောတယ်တချို့ဆိုလဲထိခိုက်တာဆိုလို့ရှိရင်အစနာတော်ရှာများလောက်တဲ့ဒီတိုက်တိုက်ဆုံတွေရှိတယ်လို့ကြားရပါတယ်အဲ့တော့ပြောရရင်အဲ့ကဘူးမတိုက်နေကိုဘုံကျဲတာစစ်တပ်ကဘုံကျဲတယ်ဆိုတဲ့စကားလုံးကပြောရရင်တော့တချို့တွေတော့ကတမင်သက်သက်များကျဲသလားလို့ထင်စရာရှိတယ်ဆိုတော့ကဘူးမကဘယ်လိုနေရလဲဆိုတဲ့ကိစ္စပေါ့နော်တမင်သက်သက်ကျဲတာမဟုတ်ဘူးတကယ်ကိုကျဲတာ ယူအဲအဲ့ကဒူးမဆိုတော့တိုက်နေအစင်တိုက်နေအစင်ယူအဲအစီကားဆုံးနေရာတက်တက်ကိုကြဲချပြစ်တာဟင်လက်ရှိစစ်တပ်က2021အာနာတိတ်ပြီးမှအဲ့လိုပြည်သူ10ယောက်15ယောက်အယောက်20အထက်အစုလိုက်အပြုံလိုက်တေအောင်စစ်တပ်ကရစ်ရံလူမှုပြုလုပ်တက်ဖြတ်တဲ့အကြိမ်ရင်ပေါင်းတရာကျော်သွားပြီဆိုတော့စစ်တမ်းနေရှိတယ်။ဘယ်နေ့ဘယ်ရက်ဘယ်နေရာမှာစစ်တပ်ကဘယ်လိုလုပ်လို့ပြည်သူဘယ်လောက်တည်တယ်စသဖြင့် data အချက်နဲ့အသေးစိတ်တွေအကုန်လုံးစီစဉ်ထားတယ်အချက် အချိန်ပေါင်း100ကျော်သွားပြီအစုလိုက်ပြောလိုက်နော်2ရောက်3ရောက်5ရောက်သေးတဲ့ဟာတွေမပါသေးဘူးဘာမှမဆိုင်တဲ့ပြည်သူတွေအစုလိုက်ပြောလိုက်တတ်တာရာကျော်သွားပြီကဲတွက်ကြည့်လိုက်ပြီးတော့ကျွန်တော်ပြောပြရရင်တော့ကဒုမကဒီပြောရင်မုံရွာနေဘက်ကိုအပေါ်တက်လို့ရှိရင်ကဒုကဒုကဒုမဆိုတော့ဖြတ်ဖို့ဖြတ်ရတယ်အဲ့ဒီဘက်တွေအကုန်လုံးက PDF တွေကြီးဆိုးတယ် PDF ကြီးဆိုးတယ်ပြီးကြီးဆိုးတယ် PDF တွေကဒုမဘက်မှာကျွန်တော်ပြောရတော့ဒီကောင်ဘာဖာကြမလဲဆိုတာနားထောင်လို့ကျွန်တော်ပြောခဲ့တယ်နော်ကြည့်ပိုင်မှာ PDF တွေက1 light ထွက်လိုက်ရွာကြီးထဲမှာ PDF တွေအများကြီးရှိနေတယ်ရှိနေတယ်ပြီးတော့အဲ့ဒီနေရာနေပြီးတော့ ဒီခီးသွွားလာကြီးကားတွေခီးသွွားလာတဲ့ကားတွေခီးသွွားကားတွေတမန်ကားတွေစတားကားတွေအဲရရှိကားတွေဝန်ထမ်းကားတွေအဲဒီကုလုံးကိုဓမြတိုက်တယ်ဖမ်းတယ်စီးတယ်အဲ့လိုမျိုးတွေခဏခဏလုပ်တယ်ကဒုမအဲ့တော့စစ်တပ်ကအစောပိုင်းတစ်လျှောက်လုံးမှာကဒုမတိုက်နေတဲ့ဆက်ဆက်တဲ့လူတွေစီကိုချိတ်ဆက်ပြီးတော့ဒီနယ်မြေငင်းငင်းချောင်းကိုတင်းငင်းဖို့ပြောငင်းငင်းချာပြောခဲ့မှုတွေရှိခဲ့မှုတွေရှိမှတော့30ဘက်မှာကြီး30ဘက်တန်းတယ်နော် PDF တွေကဓမြတိုက်လို့စစ်တပ်ကနည်းနည်းအေဂျင့်ကိုယုံကြလားယုံကြလားကြားကြားဘူးကြလားမယုံဘူးမလားမကြားဘူးမလားတိုက်တိုက်နေမပြောနဲ့ကြုံကြုံရင်းပြောတာမှနားထောင်သူပြောတာအမှန်ခင်ဗျားတို့ကျွန်တော်တို့တိတယ်အမှားတွေ ဟုတ်လားမလားအဲတဲ့တွေခံမပြောနဲ့သူပြောတာနားထောင်ကနေပြီးတော့၃၀ဘက်ကနေပြီးတော့ပြည်တော်စုအစ်ပောက်ရတဲ့သူတွေအများကြီးရှိတယ်ပောက်ရတဲ့အတွက်၃၀ကဒူးမမုံရွာအဲ့ဘက်ခြမ်းအကုန်လုံးတို့ကြောလုံးကိုလိုက်ပြီးတော့တနေတယ်လို့ရှင်းပြတယ်မလုတ်ဖို့ဘောဟုတ်လေတနေတော့သူ့ရဲ့တဆန်တဆန်လူတွေနဲ့တရင်မရရအောင်ပြောတယ်အဲ့ချိန်ကအဒီစစ်တပ်ကဘာဖြစ်လဲညဖြစ်လဲဆိုတော့စကောင်မျိုးစကားမျိုးနဲ့ဒီအညာသားချူဟာနည်းနည်းလေးမမရိုက်နေလို့လုတ်တယ်ဆိုတော့ပြောရရင်တော့အဲ့ဒီဘက်မှာအဲ့ဘက်ကနေပြီးတော့ဆက်ထားဖို့ကိစ္စကြီးလည်းအများကြီးလုပ်တယ် အပေါ်ပိုင်းကိုထောက်ဖို့တက်တာဥမာရခိုင်ဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေချင်းဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေကချင်းဘက်ကိုတက်သွားတဲ့ကိစ္စတွေသခိုင်းရဲ့ဟိုအပေါ်ပိုင်းတက်တဲ့ကိစ္စတွေဒါတွေမှလည်းဒီ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 ကဒူးမာတို့ဘာတို့ကနေဖြတ်ပြီးတက်နေတာများတယ်အဲ့တော့ကဒူးမာတို့များမျိုးတွေကစစ်တပ်ရဲ့နောက်ဆုံးမှာတားကက်ဖြစ်လာတယ်အချိန်ကြာလာတဲ့ခါဓာကြီးကတကယ်တက်မကြီးလို့ဖြစ်လာတယ်အင်အားကြီးလို့ဒုကြီးဖြစ်လာပြီဆိုတဲ့ခါကျတက်ကလေးနဲ့ဘုံချစ်တယ်ဖြစ်လာတယ်တက်ကစစ်ကြောင်းမထုတ်ငယ်လေးနဲ့ဘုံချစ်တယ်လုပ်လိုက်ရတယ်ကဲသူပြောထားတဲ့ဗီဒီယိုဖိုင်ကတော့ကျွန်တော်အဲ့အိတ်တော့ပဲတူတူပဲကျွန်တော်ကျွန်တော်မင်းဖြစ်လိုက်တာကြားတဲ့အတိုင်းပဲနော်ကထကဒူးမာရွာပဲဖြစ်ဖြစ်ဘယ်ရွာပဲဖြစ်ဖြစ်စစ်တပ်က ဖုံးမိုးထားရင်စစ်သားဝင်ထွက်လာရင်ထိုင်ကြည့်နေရမှာပဲပြည်သူကတော့ PDF တွေတိုင်းသားလက်နက်ကင်တွေကစုံမိုးထားရင်အဲ့ဒီ PDF တွေတိုင်းသားလက်နက်ကင်တွေဝင်ထွက်တွာလာလှုပ်ရှားရင်ထိုင်ကြည့်နေရမှာပဲပြည်သူကပြောလို့မရဘူးဒီကာလကြီးမှာအန်ဒီမိုကရေစီကျင့်သုံးနေတဲ့ကာလမဟုတ်ဘူးတော်လှန်ရေးကာလကြီးဟုတ်တယ်မလားဘယ်လက်နက်ကင်အောင်မှပြည်သူကသွားပြောလို့မရဘူးပြည်သူကခံဘက်ကမနေရတာနော်အဲ့တော့ဒီရွာတွေကိုတိုင်းသားလက်နက်ကင်တွေ PDF တွေရိတ်ခါသေးတယ်ဖျက်သွားဖျက်လာလှုပ်တာနဲ့ပဲရွာကိုဘုံကျင်းချစေရအကြောင်းရှိလားမှုန်ရှိလားအဲ့ဒါလေးပဲစဉ်းစား အေးဒါပေမဲ့ကိုကအဲ့လိုမျိုးဟုတ်တယ်မင်းတို့ PDF တွေတိုင်းတဲ့လက်လက်ကိုင်းဆက်ဆိုင်တဲ့ယူအားတွေအကုန်လုံးဘုံကျဲချမယ်ဆိုလေတိုင်းပြည်ကိုကိုစားပြုတဲ့တတ်မတော်ပါနိုင်ငံတကူရဲ့စစ်တပ်ပါလို့မခံယူနဲ့ငါတို့ကငါတို့အာဏာမရရင်အကုန်လုံးတပ်ပစ်ရှင်းလင်းမဲ့အကြမ်းဖက်သမားတွေပဲကြိုက်လို့လို့ပြောကွာဆိုလေတိုက်ခါရှိရှိရောက်ကြပြီးတော့ပြောဒါပေမဲ့လက်ရှိစေအောင်စုကအဲ့လိုပြောရဲလားမပြောရဲဘူးသူတို့တဖက်မှာတော့နာမည်ကောင်းလို့ခြင်းနဲ့အမ်ပီတီကိုဓာတ်ပေါက်လေးသွားဝေလိုက်မယ်သူတို့တော့ငတ်နေတာဟမ်သူတို့စစ်ခွေးတွေတော့ငတ်ပြတ်ဆေးဆွဲပြီးစောက်ပြတ်နေတာ ်ပြည်သူကိုသွားပြီးနောင်ချုံမှာတံပေါလေးသွားဝေလိုက်နာမည်ကောင်းတော့တစ်ဖက်မှာလိုချင်တယ်တစ်ဖက်မှာတော့ယုံမှာစဉ်းစားကြည့်စဉ်းစားကြည့်ဒီကောင်တွေရောက်တမ်းမဆန်ဘူးစဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့ငငယ်တော့တိတာဆိုတော့ဟိုစစ်သားကြီးတွေဆိုတော့ယောက်ျားပိတာလေပေါ့အဲဟိုဘယင်နေခစ်တဲ့ကဒါစစ်တီတော်တွေကယောက်ျားပိတာနဲ့ရဲရင်နဲ့တက်တရှိတဲ့တီတီတွေခတ်ညားတယ်ဒါလို့ထင်ခဲ့ကြတယ်ဟုတ်တယ်နော်ကျွန်တော်လိုပဲထင်ခဲ့ဘူးတဲ့သူရှိမှာပဲဒါပေမဲ့ဒီနေ့ခစ်မှာအဲ့ဒီထင်ခဲ့တဲ့အရာတွေကမှန်နေလား ဲ့ဒါအဖြစ်ပဲအော်တော့ဝင်ရကောင်ကကျွန်တော် reaction မလုပ်ကြပါဘူးဘေးထဲမှာအဲဖုန်းတာဖွင့်နေတယ်ကျွန်တော်ကလေးတယောက်ကအဲကိုမောင်မောင်ပြောထားတဲ့စကားဒီနေ့ခင်မှာပေါ့စစ်ဘိုလ်တဲ့ဝင်တာစစ်တပ်တဲ့ဝင်တာနိုင်ငံကိုတတ်မတော်ကိုချစ်လို့နိုင်ငံကိုကာကွယ်ခြင်းစိတ်နဲ့ဝင်တာလားယာဒုအာဏာနေရာရခြင်းလို့ဝင်တာလားတဲ့အားလုံးကတိပါတယ်ဗျာဟုတ်တယ်အဲ့ဒါအဖြစ်ကျွန်တော်တို့နော်ကျွန်တော်တို့အရွယ်တွေကျွန်တော်တို့အကိုအရွယ်တွေကစပြီးတော့ DSA ရှောက်တာဘာဖြစ်လို့ရှောက်တာလဲအဲ့ဒါလေးပဲဖြစ် မင်းတို့ DS ရှင်ရှောက်ထားတဲ့အခုဆိုရင်ဒီ2000ပေါ့နော်1980ကျော်ကျော်လောက်ကဒီ60နီးပါးလောက်ကစပြီးတော့နောက်ပိုင်း2000နောက်ပိုင်းနေအောင်တဲ့တူတွေပေါ့နော်ဒီနှစ်ချိန်ထိဒီနှစ်နောက်ပိုင်းရမရှိတော့ပါဘူး DS တွေကိုအတန်းတန်ရှောက်ကြတယ်နော်ကျွန်တော်တို့အရွယ်တွေဆိုပို့ဆိုးတယ်နော်ပို့ဆိုးတယ်အတန်းတန်ရှောက်တာ DS ကိုတကယ်လဲအတန်းတန်ရှောက်ကြတယ်ဘာလို့ဆိုတော့ DS တွေဝင်ခွင့်ရွာဘူးပါပြီဆိုတာ ਨੇ အကောင့်ဖြစ်သွားတာចောင်းတဲ့တော့ပိန်လိန်ဟိုလူကန်တီလူចောင်းတဲ့အကောင့်တော်မှာ ဆယ်တန်းကိုအဲ့အမှတ်ကလေးပုတ်ကတီကလည်းအောင်ပြီးတက်မှတ်အမှတ်မီတို့ DSA ရှောက်လာဝင်သွားလို့ DSA တဲ့ရောက်သွားတာနဲ့တင်တန်းဆင်းလာပြီးတော့ရွာမြန်လာနဲ့တမိရှင်တွေဝိုင်းဝိုင်းလဲနေပြီဟာတချိန်ကရွာမနယ်ရင်းကိုကြောက်ခဲ့ရတာကောင်ကပခုံးပေါ်အပွင့်နဲ့ဟဲ့အောင်နယ်ရင်းလောင်ကဘာမြင်အာကိုဘာမြင်ဗစားခြင်းနဲ့ဟမ်ဒါလူဖြစ်သွားတာကိုအဲ့တော့ DSA ဆိုအဲ့လိုရှောက်ခြင်းဒါပေမဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့နိုင်ငံကိုချစ်တဲ့စိတ်နဲ့ DSA ရှောက်ပြီးတော့ဝင်နဲ့စစ်ဖို့ဒီနေ့ခင်မှာရှိလား ဲ့ဒါကိုမင်းတို့စစ်တပ်ထောက်ခံလူရဲရဲဝင်းချင်းဖြစ်အဲ့တော့တဲ့ကစစ်သားတွေကရည်ရွယ်ချက်ကပါတယ်နော်အဲ့တော့စစ်ဘိုလ်ချုပ်တွေကတဖြည်းဖြည်းနဲ့ရုတ်မာတဲ့ကောင်တွေပဲနေရာရလာတယ်တိုင်းပြည်ချစ်စိတ်နော်တပ်မတော်ကိုချစ်စိတ်နဲ့ဝင်တဲ့စစ်ဘိုလ်ကနေရာမရတော့ဘူးမင်းအောင်နိုင်ကိုကြည့်ပေါ့မင်းအောင်နိုင်စောက်သုံးကြတဲ့ကောင်ဘုံစစ်တပ်ထဲမှာဟိုဖားဒီကတ်နဲ့ဟောကာချုပ်ရာလူရွာလာဆိုဥပမာနိုင်ငံအာဏာတပ်သားတွေအထိလုပ်လာတယ်ဟမ်စောက်စစ်မရှိတဲ့ကောင်ကစဉ်းစားကြည့်မင်းအောင်နိုင်စောက်စစ်မရှိဘူးဆိုတော့မင်းတို့စစ်တပ်ထောက်ခံတဲ့အပိုင်းဝိုင်းအကုန်လုံးတည်တယ် မင်းတို့မပြောရဲလို့လားအခုမင်းအောင်နိုင်ကိုစိုးဝင်းရအာနာထားတိုင်းလိုက်ကြည့်လှုပ်ဖို့ကောင်းတာကြာပြီအဘဒုချုပ်ကြီးလှုပ်ဖို့ကောင်းတာကြာပြီဒီမင်းအောင်နိုင်စောက်သုံးမကြလို့အဲအចမ်းဖက်တွေဘာပြန်ညာမင်းတို့လှုပ်မလှုပ်မလှုပ်မမင်းတို့စစ်တပ်ထောက်ခံတာကအရင်ဆုံးထားပြောမှာတော်လိုင်းဘက်ကလူကနောက်မှပြောမှာနော်အဲ့တော့ဒီအတိုင်းဝိုင်းနဲ့ထောက်ခံတဲ့အတိုင်းဝိုင်းရကြည့်လိုက်ကြော်မျိုးမင်းတို့ကြော်စိုးဦးတို့မဟုတ်တာတွေအဟုတ်လှုပ်ဇလန်းတွေထွင်းဗျံပဓာတွေပြော့ဟမ်တမတော်တရင်လိန်ပြန်ကြရဲ့ဇွန်မဲလုံးကြီးဟာဖြစ်နေတာငါတို့တိုင်းပြည်ကြီးอ่ะ ဘယံပဓာတွေအကောင်လုံးဖြစ်ပြီးတော့ပောက်ပန်း40ကောင်တွေကတိုင်းပြည်ပေါ်အတက်ပြီးတော့လူစွာချက်တက်လို့ဟမ်တိုင်းပြည်ကိုတက်ပြီးအုပ်ချုပ်ဖို့လို့ဆိုဒီလိုအနေတိုင်းမှာနိုင်ငံရေးကိုကိုယ်နဲ့မဆိုင်လို့နေတယ်ဆိုတဲ့အတူတည်းကျွန်တော်အံ့ဩပါတယ်နော်ဟိုတလုံးကကျွန်တော်တို့ဒီခိုင်းမှရှိတဲ့ဌာနဆိုင်ရာလူကြီးတွေစကားပြောပြရင်ပုံဝင်လင်းပြောတယ်ကျွန်တော်ပါတယ်လုပ်နေတယ်ပုံဝင်လင်းပဲဝင်ဝင်စည်းစိမ်မှုကစအကုန်လုံးပြောပြတယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာဖြစ်နေတဲ့ဟာတို့ရရင်ရတယ်လို့ပြတယ်ဒီမှာကြည့်လိုက် ဘလောက်ပဲကျွန်တော်ကိုအမြင်မကြည့်တဲ့အရာကြီးဖြစ်နေဖြစ်လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့အမြင်မှန်ကိုပြရတာ ਨੇ all in english ပြောတာအေးအဲ့ဒါအဲ့ထက်မသိတဲ့အရာတွေခင်ဗျားတို့မသိရအများကြီးရှိသေးတယ်ဒီတိုင်းမီဒီလိုဖြစ်နေတာကိုငါတို့မှမလုပ်ရင်ဘယ်လိုလုပ်မှာလဲစာနာဝါတဲ့အရာရှိတယ်အများကြီးရှိတယ်ဒါအမှန်တရားကျွန်တော်လိန်တဲ့အရာမှုကြည့်မီလို့ငါပြောလို့မရဘူးကြိုက်တဲ့လူကိုမေးကြည့်ဒါတွေတကယ်ဖြစ်လားမဖြစ်ဘူးနိုင်ငံတွင်းမှာဆိုတော့အဲ့ဒါပဲသူများနိုင်ငံတွေမှာဆိုင်းနိုင်ငံစစ်တပ်ခဏခဏအာဏာသိမ်းနေတယ် တလူယုံမှာမှုတခါမရှိဘူးအဲ့တော့မြန်မာပြည်မှာတလူဟာကြီးကိုဒီလောက်ယုံမှာဒီလောက်ရစ်ဆက်နေကြတာကိုကိုနဲ့မဆိုင်သလိုနေကြမှာလားအတက်တစ်ချောင်းပြခင်ဗျားတို့ဗုဒ္ဓဘာသာတွေမဟုတ်ဘူးလားဗုဒ္ဓဘာသာဆိုသေမာပုံမကြောက်ကြတယ်လေအတူများနဲ့ဘာသာတွေဟိုအနေအသေးကံဘုံခွဲတာလို့ဘာလို့အာဗုဒ္ဓဘာသာမှာကိုယ့်ကိုယ်တတ်တယ်ဟင်ဟုတ်တယ်ကိုယ့်ကိုယ်တတ်တယ်ဟင်အပြစ်ရှိတယ်ဒါပေမဲ့သေမာကိုကြောက်ရင်လည်းအပြစ်ရှိတယ်နော်ဗုဒ္ဓဘာသာမှာသေမာကြောက်ရင်လည်းအပြစ်ဖြစ်တယ်တိုက်ရိုက်အပြစ်မဟုတ်မယ်တွယ်ဝိုက်တော့နီးနေအပြစ်ပဲဗျာ တို့ကဗုဒ္ဓဘာသာကံကံအကျိုးကိုယုံကြည်တယ်။သူများပေါ်မဟုတ်တာမလို့မကောင်းတာမလို့ဘူးနော်အသိပါဝိကျွေးပါလာလို့ပေကျေးစုံနဲ့ပေးရမှကံပါရင်တော့ဒီတော်လိုင်းမှာတိမ်မှာပဲဒါကျွန်တော်ခံယူချက်အေးငါဟာအတိတ်မှာပေဝိကျွေးမပါလာဘူးဒီကာလမှာငါသူများပေါ်မဟုတ်တာလို့တာမဟုတ်ဘူးတိုင်းပြည်အတွက်အများပြည်သူအတွက်ငါအမှန်တရားဘက်ကရက်ပြီတိမ်မလားတိမ်စမ်းဆယ်ခါပြန်ပြီးရင်ကောက်သိပေးလိုက်မယ်အဲ့ဒီစိတ်နဲ့ပဲနိုင်ငံရေးကိုနိုင်တဲ့နေရာကပေါက်ဝင်တာအဲ့တော့အချမ်းပြည်သူတွေအားလုံးနေတယ်လေကိုဘဝအတွက် တတော့တနေရာကနိုင်တဲ့နေရာကပါဝင်ပေးစီခြင်းတယ်ဒိုးမမလုံရင်ဒီနေ့ခင်မှာဘဒူးမလုံနိုင်တော့မဟုတ်ဘူးဒိုးမမလုံနိုင်လို့ဖားပြစ်ခင်မယ်ဆိုရင်ဒိုးသားတွေတမီးတွေလက်ထက်ကြရင်ဒီနိုင်ငံဘလို့ဖြစ်နေမှာလဲဒိုးလက်ထက်တောင်အောင်မှဒီလိုအောက်တန်းစားတွေကလူစွာကြဲလို့ပြီးတိုင်းပြည်ပေါ်မှာတက်လူဘဝနေတာဒိုးသားတွေတမီးတွေတရားနိုင်အောင်တို့မပြိုခွင်းနိုင်ခဲ့ဘူးဆိုရင်ဒိုးသားတွေတမီးတွေလက်ထက်ကြရင်ဘလို့လုပ်ကြမလဲစဉ်းစားကြည့်ကြပါလေကျွန်တော်ဒါတွေပြောနေတာက ပဂရီအရှိတရားနဲ့ပြောနေတာပါအပြုသဘောဆောင်ပြီးပြောနေတာပါကိုအောင်နာတို့ကိုစဉ်းစားကျွန်တော်ဗီဒီယိုတွေ reaction လုပ်တယ်တင်ဆက်တယ်စကလုံးတုံးတုံးနဲ့ရိုင်းတဲ့ဟာတွေပါရှင်ပါလိုက်မယ်ဒါပေမဲ့ပုပ်ကိုရေးအရာအမုန်းတဲနဲ့ကျွန်တော်ပြောနေတာမဟုတ်ကျွန်တော်တို့နိုင်ငံရေးအရာနော်ပြောတင်ပြောထိုက်တဲ့အရာမဟုတ်လို့အမုန်းခံပြီးပြောနေဒီစကားလေးကျွန်တော်မပြောချင်ဘူးဘာကိုအတူများတဲ့ကောင်ကိုစောင့်မိတ်ကတဲ့စကားဟမ်လူချစ်လူခင်ပေါ်တဲ့အရာပဲလူချင်တာပေါ့ဗျာဘောမနေတဲ့ချစ်တာခံချင်တာပေါ့ဟာဘောမနေမလို့စောက်ခုဆိုင်စရာမလိုဘူးအလကလူတွေဟာဘယ်သူပဲမေ့ကြည့်မေ့ကြည့် ရန်သူဖြစ်နေပါစေကိုယ့်ကိုချစ်တာပဲခံကျင်တာပဲဟုတ်တယ်နော်ကျွန်တော်တို့လည်းအဲ့ခံစားချက်ရှိတာပဲဒါပေမဲ့လို့အဲ့ဒီခံစားချက်ရှိပဲဆိုပြီးအနက်ပို့ပြီးနေလိုက်မယ်ငါ့ကိုလူမုံသွားမှာဟဲ့ငါထိကြိုက်သွားမှာဟဲ့ငါစီးပွားရေးထိကြိုက်သွားမှာဟဲ့ငါအသက်ထိကြိုက်သွားမှာစသဖြင့်အဲ့ဒါတွေကိုလိုက်ကြည့်နေမယ်ဆိုရင်ကျွန်တော်တို့တစ်ဖက်မှာဒီလိုမျိုးလုံနိုင်တဲ့လူတွေပေါ်လာစရာအကြောင်းရှိအောင်မလားမပေါ်လာဘူးဆိုဒီတိုင်းပြီးဘာဖြစ်ပြီဒါကြောင့်မလို့မိဘပြည်သူတွေအားလုံးကိုလည်းပြောစေချင်တာကမြောက်ပေးတာမဟုတ်ဘူးနော်ကိုအောင်နှောင်းတဲ့ကိုစဉ်းစားငါဒီအလုပ်လုပ်ရင်အထက်အန္တရာယ်ဖြစ်မယ်ဆိုမလုပ်နဲ့ ဒါရှေ့တန်းမှာတိုက်နေတဲ့ရဲဘော်တွေကတော့ဒါသူတို့ကသူတို့အသက်ကိုစွန့်လွန်ပြီးသားအဲ့လိုစွန့်လွန်နိုင်နေသွားလို့ဒါမတောင်းနော်အေးအကဲကိုကကိုအသက်ကိုမစွန့်လွန်နိုင်ဘူးဆိုလားသွားမလုပ်နဲ့အဲ့လိုနော်ငါစီးပွားဥစ္စာပြက်စီးွားမလားချို့ကြတော့မိသားစုနဲ့နေနေတယ်ကိုစီးပွားရဲ့စောင်းနေရှိတယ်โอเคအတက်အန်နေရဲ့စီးပွားဥစ္စာမထိခိုက်တဲ့အချားနီးလန်းနေတဲ့တော့လှုပ်ပေးပါမလှုပ်ဘဲနဲ့တော့မနေပါနဲ့ မလုတ်ပဲနဲ့မနေပါကျွန်တော်တို့မလုတ်ပဲနေလို့မရအောင်မလုတ်ပဲနေမယ်ဆိုရင်ငါသားလေးငါသမီးလေးခစ်ကြရင်ဘာတွေဖြစ်မလဲဆိုတော့အတွေးလေးတစ်ခုကိုတော့လူတိုင်းကိုတွေးစေချင်ပါတယ်ဒါအပြုသဘောဆောင်ပြီးကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်